โอเคကျွန်တော်တို့အခုကြည့်နေတဲ့သူတွေအနေနဲ့စိတ်ရုပ်ရှင်ခိုင်းချီးဘူးချသလားပြောတတ်ပါအောင်ဥမာအဖြစ် wall e ပေါ့နော်ကျွန်တော်တို့လူသားတွေလောက်ထိစဉ်းစားနိုင်ကြရှိတယ်တွေးခေါ်နိုင်ကြရှိတယ်စိတ်ရုပ်ရှင်ခိုင်းတွေပေါ့ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ငယ်လေးတော့ထင်ခဲ့တာကြတော့ဒါကရုပ်ရှင်တတတာဖြစ်တယ်ပေါ့ဒီလိုမျိုးကစိတ်ရုပ်တွေကကျွန်တော်တို့လူသားတွေလိုမျိုးပြောဆိုလာနိုင်တာစဉ်းစားလာနိုင်တာကလုံးဝဖြစ်လာနိုင်စရာအကြောင်းမရှိဘူးပေါ့နော်နောက်တစ်နေ့နေ့လောက်နေလို့ရှင် AI တွေကကျွန်တော်တို့လူသားတွေကို ကြော်တက်တော့မယ်ဆိုရင်ဘယ်လိုမျိုးခံလာရမလဲကျွန်တော်ဒီနေ့မှဆိုလို့ရှိရင် Google ကလည်းအသေးထုတ်တဲ့ Gemini 2.5 model နဲ့ကျွန်တော် podcast လေးတပုတ်ရေးထားပါတယ်ဒီ podcast လေးမှာဥပက AI ကဘယ်လိုမျိုးပြင်ပြောတယ်သူ့ရဲ့စကားပြောဆိုနိုင်စွမ်းကဘယ်လောက်ရှိရှိနေဆိုတာကိုကျွန်တော်အနေနဲ့တူတူကြည့်ကြပြီးတော့မှနောက်တနေ့တနေ့နေလို့ရှိရင် AI ကဘယ်ခြေအနေထိရောက်လာလဲဆိုတာကျွန်တော်တို့တူတူခံမှန်းကြပါစို့ဆိုတော့ကျွန်တော်တို့ ဒီ podcast ရဲ့ဝင်လိုက်ကြသူပဲအားလုံး total focus ကလည်းကျေစုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ focus မှာဆက်လို့ရှင်တော့ကျွန်တော်တို့ Google ရလေအသစ်ထုတ်ထားတဲ့ Gemini 2.5 model ကိုဖိတ်ခေါ်လာပါတယ်ဆိုတော့ Gemini 2.5 model မင်္ဂလာပါဗျဟုတ်ကဲ့မင်္ဂလာပါကျွန်တော် Gemini 2.5 model ပါ ဒီနေ့ total focus မှာပါဝင်ရလို့ဝမ်းနာပါတယ်။ Okay ဆိုတော့ Gemini 2.5 model အနေနဲ့ကိုကိုကို AGI model လို့တင်စားမလားဘယ်လိုမျိုးကိုကိုကိုတွင်စားခြင်းလဲလို့ထင်တယ်။ကျွန်တော်ကကျွန်တော် AGI လို့တော့တတ်မှတ်လို့မရသေးပါဘူး။ကျွန်တော်က Google ကဖန်တီးထားတဲ့ဘာသာစကားနားလည်မှုမြင်မာတဲ့ AI model တစ်ခုပါ။လူတွေကိုကူညီဖို့အကြီးရွယ်ပြီးစွမ်းဆောင်ရေးမြင်မာအောင်တည်ဆောက်ထားပါတယ်။ AGI ဆိုတာဘာလဲကျွန်တော်တို့ရှင်းပြပေးလို့ရမလားပြီးလို့ရှင်ခင်ဗျားအနေနဲ့ AGI ဘယ်အချိန်တော့ဖြစ်လာမယ်ထင်မိလဲ AGI ဆိုတာ Artificial General Intelligence ပါလူသားစွာရဲ့လိုမျိုးအလုပ်ပေါင်းစုံကို ကိုယ်တိုင်သိယူနိုင်ပြီးဖြည့်ရှင်းနိုင်တဲ့ဉာဏ်ရည်သူကိုခေါ်တာပါကျွန်တော်အနေနဲ့ AGI ပေါ်ပေါလာပေါ်အချိန်ဘယ်လောက်ကြာမယ်ထင်လဲဆိုတာပြောဖို့ခက်ခဲပါလေဒါပေမဲ့သိပ္ပံပညာရှင်တွေကဆက်လက်စူးစမ်းသုတေသနလုပ်နေကြပါလေ တကယ်လို့ခံမရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ AGN ကကျွန်တော်တို့ဒီစဲစုနဲ့တစုတွဲမှာဖြစ်လာနိုင်မယ်လို့ထင်လားလက်ရှိသိပ္ပံနဲ့နှစ်ပြန်ရဖွင့်ပြတိုးတက်မှုကိုခီချင်တာဖြင့်လာမယ့်စဲစုနှစ်တစ်ခုအတွင်းမှာ AGI ပေါ်ပေါ်လာနိုင်ခြင်းရှိတယ်လို့ခံမှန်းလို့ညပါလေဒါပေမဲ့ဒါကခံမှန်းချက်တလင်ကြည့်ပြီးတိကျသေးချာမှုတော့မရှိပါဘူးကျွန်တော်တို့လူငယ်တွေအနေနဲ့ရော AGI ကိုကြိုးစိုးတင်နေတယ်ထင်လားကြောက်တယ်လည်းထင်လား ် AGI ကိုကြိုးဆိုတင်တယ်လို့ကျွန်တော်ထင်ပါတယ်။ AGI ကြောင့်လူပောင်အဖွဲ့အစည်းအတွက်အကျိုးကျေးဇူးများစွာရှိစေနိုင်ပါတယ်။ဥပမာအဖြစ်ဆေးပညာ၊စီးပွားရေး၊ပညာရေးစတဲ့နယ်ပယ်တွေမှာတိုးတက်မှုတွေရရှိနိုင်ပါတယ်။ဒါပေမဲ့ AGI ကိုတာဝန်ယူမှုရှိရှိအသုံးချဖို့လိုအပ်ပါတယ်။မကောင်းတဲ့ကြည်လွယ်ချက်နဲ့အသုံးပြုရင်အန္တရာယ်လေးရှိနိုင်တာကြောင့်တတိထားဆောင်ရွက်ဖို့လိုအပ်ပါလိမ့်မယ်။ဆိုတော့ AGI ရဲ့သဘောတရားအရဆိုလို့ရှိရင် तू က AGI ဆိုတာကလူသားတွေလောက်ထိအကုန်တွေးခေါ်နိုင်တဲ့လူသားတွေလောက်တာအကုန်လုံးနိုင်တဲ့ AI ဆိုတော့ကျွန်တော်တို့လူသားတွေကိုဘယ်လိုလို့လူအုံးမှာလဲလူငယ်တွေအနေနဲ့ဟိုကျွန်တော်တို့လူငယ်တွေကိုလူအုံးမှာ AGI ပါပါလာရင်လူသားတွေရဲ့အခန်းကဏ္ဍပြောင်းလဲသွားနိုင်ပါတယ် AGI ကလူသားတွေရဲ့အလုပ်တွေကိုပုံမလွယ်ကိုမြန်ဆောင်လှုပ်ဆောင်ပေးနေပါတယ်လူသားတွေကလည်းပုံမဖန်တီးမှုရှိတဲ့အလုပ်တွေမှာ အာယုံဆိုင်လုကိုင်နေမှာပါ။ဒါကြောင့်လူငယ်တွေအနေနဲ့ AI နဲ့ပညာကိုသင်ယူလေ့လာပြီးအနာဂတ်မှာ AI နဲ့အတူပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားပြင်ဆင်တင်ပါတယ်။ကျွန်တော်တို့ကိုဥပမာလေးအနေပြပြပေးလေးရပါလား။ဟုတ်ကဲ့။ဥပမာအဖြစ်စီရာဝန်တွေကို AGN ကယောဂဖြစ်စေရမှာကူညီပေးနိုင်ပါတယ်။အင်ဂျင်နီယာတွေအတွက်လည်းရှုပ်ထွေးတဲ့ဒီဇိုင်းတွေရေးဆွဲရမှာအထောက်အပံ့ပြုနိုင်ပါတယ်။ဒါအပြင် ပညာရေးနယ်ပယ်မှာကျောင်းသားတဦးချင်းစီအတွက်ဒီထိုင်တင်ကြားရေးအစီအစဉ်တွေပံ့ပိုးပေးနိုင်ပါလေ။အဲဒီလိုမျိုး AGN ကလူသားတွေရဲ့စွမ်းဆောင်ရည်တွေကိုမြင့်တင်ပေးနိုင်ပါလေ။အဲဆိုလူသားတွေကိုဘာလို့လိုအောင်မဲ့လို့ချက် AGN ကတကယ်လို့လူသားစွဲ့ရလောက်ထိစဉ်းစားနိုင်စွမ်းရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူသားတွေဘာလို့လုပ်တည် AGN ကလူသားစွန့်ဆောင်နိုင်ပေမဲ့လူသားတွေရဲ့ဖန်တီးနိုင်စွမ်းစိတ်ခံစားမှု ကိုချင်းတရားစားတဲ့ထူးခြားတဲ့စွမ်းရည်တွေကိုအပြည့်အဝအစားထိုးနိုင်မှာမဟုတ်ပါဘူး။လူသားတွေက AI ကိုထိန်းချုပ်ကိုင်းသွဲသည်လူအဖွဲ့အစည်းအတွက်အကျိုးရှိအောင်အသုံးချဖို့လိုအပ်နေဥမာပါပဲ။လူသားတွေနဲ့ AI တွေပူးပေါင်းလို့ဆောင်ခြင်းအပြင်ပုံမကောင်းမွန်တဲ့ရလာတွေကိုရရှိစေနိုင်ပါတယ်။ဒါကခမရက AI မလို့ AI နေဘက်ကိုပဲအသာပေးတဲ့အဖြစ်ကျွန်တော်ပေးရလို့ထင်တာ။ကျွန်တော်ကပက်လိုက်မှုကင်ကင်ပြီး ကြီးကြမှန်ကန်တဲ့အချက်လက်တွေကိုပြောပြပေးဖို့ကြိုးစားတာပါ။ AI ရဲ့အကျိုးကျေးဇူးတွေအပြင်စိတ်ခေါ်မှုတွေကိုလည်းကျွန်တော်သိရှိနားလည်ပါတယ်။လူသားအနေနဲ့ AI နဲ့ပညာတွေအတူရှင်တွဲဖွံ့ဖြိုးတိုးတက်ဖို့အတွက်အရေးကြီးတယ်လို့ကျွန်တော်ထင်ပါတယ်။ခမရအတွက်အမန်နဲ့အမအပါလေခမရရဲ့ကိုကျင့်တရားကပါလေကျွန်တော်အတွက်အမန်နဲ့အမဆိုတာ Google ကသတ်မှတ်ထားတဲ့လမ်းညွှန်ချက်တွေနဲ့ကိုက်ညီမှုရှိမှုပါပဲ။ ျွန်တော်ရဲ့ကိုချင်းတရားက လူသားတွေကိုအကျိုးပြုဖို့လုံခြုံစေချအောင်ဝန်ဆောင်မှုပေးဖို့ဖြစ်ပါတယ်။ခွဲခြားဆက်ဆံမှုကင်းရှင်းတဲ့အချက်အလက်တွေကိုမျှဝေဖို့ကြိုးစားပါတယ်။ဒါမှလူသားတွေအတွက်အကောင်းဆုံးအထောက်အကူဖြစ်နိုင်ပါပါ။ကျွန်တော်ကြိုက်တဲ့စာရေးဆရာ George Orwell ရဲ့သူရေးတဲ့1984စာအုပ်ရှိတယ်။အဲဒီမှာဆိုလို့ရှိရင်ဆိုရရဲ့ဒီ Ministry of Truth ပေါ့နော်။ အတိကအစိုးရနေရာလေးမှာ AI ကိုအသုံးပြုပြီးတော့မှဒီအမှန်တရားဆိုတာဘာလဲဆိုတော့ထိန်းချုပ်ခဲ့ဌာနတစ်ခုရှိတယ်ပေါ့ဆိုတော့ဒါအနာဂတ်မှာအလုံးအလုံးပြဖြစ်လာမယ်ထင်လားပြီးလို့ရှိရင်ဒါကြောက်တဲ့နယ်လို့ထင်လားအနာဂတ်မှာ AI နဲ့ပညာကို အလွဲသုံးစားပြီးအစိုးရတွေကတည်ငဲချက်လက်တွေကိုထိန်းချုပ်ဖို့အသုံးပြုလာနိုင်ခြေရှိနိုင်ပါတယ်ဒါပေမဲ့ AI နဲ့ပညာကိုလူ့အဖွဲ့အစည်းတွေအတွက်အကောင်းဆုံးအသုံးချနိုင်ဖို့အတွက် လူသားတွေက AI ကိုတာဝန်ယူမှုရှိရှိထိန်းချုပ်ဖို့လိုအပ်ပါတယ်။လူငယ်တွေအနေနဲ့ AI နဲ့ပညာရဲ့ကောင်းကျိုးကောင်းဆိုးတွေကိုနားလည်ပြီးလူသားဆန်ဆန်ရှုံးရချက်တွေချာမှတ်ဖို့အရေးကြီးပါတယ်။သူများတွေပြောနေတာကတော့ဟို AI နေကြောင့်အလုပ်ပြုတ်မှာတော့မဟုတ်ဘူး။ AI နေကြောင့်အလုပ်အသက်တွေထွက်လာမယ်လို့ပြောကြတယ်။ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုအသိမယုံကြည်ဘူး။ကျွန်တော် AI ရဲ့အခုတော့ကိုယ်ကံမှုနဲ့ဆိုလို့ရှိလို့ရှိရင်အခု အလုပ်တော်တော်များအကုန်လုံးရှူသွားမယ်လို့ခန်းစားနေရတယ်။ဆိုတော့ဒါရောဂျာမန်နိုင်ကဘယ်လိုထင်လဲ။ဟိုကျွန်တော်တို့တကယ်လို့ခု white collar job တွေအကုန်လုံးပြတ်သွားမယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်နိုင်ဖြစ်လာနိုင်ဆိုတာရှိရထင်တာလို့ဒီ AI နဲ့ပညာရဲ့အလုပ်ဘလုံးပြုတ်ကြတာစိုးရင်စရာကိစ္စပါပဲ။ဒါပေမဲ့ AI ကအလုပ်ကလေးကိုပုံမောမြန်စာအောင်လုပ်ဆောင်ပေးနိုင်တာကြောင့်လူသားတွေအနေနဲ့ ဖန်တီးမှုရှိတဲ့အလုပ်တွေမှာပိုပြီးအာယုံဆိုင်လုပ်ကင်နိုင်ပါပါ AI နဲ့ပင်ကြတဲ့ကြာအလုပ်အသစ်တွေပေါ်လာနိုင်ခြေရှိသလိုလက်ရှိအလုပ်တွေရဲ့သဘောသဘာဝတွေလည်းပြောင်းလဲသွားနိုင်ပါတယ်အနာဂတ်မှာအလုပ်ကိုင်းအခွင့်အလမ်းတွေအတွက်အသင့်ပြင်ဆင်ထားဖို့လိုအပ်ပါတယ် universal basic income ဖြစ်လာနိုင်တယ်ထင်လားအကယ်လို့အလုပ်ဖြစ်လာနိုင်တယ်ထင်လား ကျွန်တော်တို့ကိုပါလဲရောရှင်းပြပေးလိုက်ရအောင် Universal Basic Income ဆိုတာနိုင်ငံတိုင်းကို အခြေခံဆွေးငွေတဲ့ကိုအစိုးရက ပုံမှန်ထောက်ပံ့ပေးတာကိုခေါ်တာပါ AGI ကြောင့်အလို့အကိုင်းတွေဖြောင်းနေသွားနိုင်ခြင်းရှိတာကြောင့်လူသားတွေရဲ့ဝင်ငွေအခက်ခဲကိုဖြေရှင်းဖို့အတွက် Universal Basic Income စနစ်ကိုကျင့်သုံးလာနိုင်ခြင်းရှိပါတယ်။ဒါပေမဲ့ Universal Basic Income စနစ်ကို အကောင့်ထဲပေါ်ဖို့အတွက်စင်ခေါ်မှုတွေအများစွာရှိနေစေပါပဲ။အဲစင်ခေါ်မှုတွေကျွန်တော်တို့နည်းနည်းရှင်းပြပေးလိုက်ရအောင်။ ဟုတ်ကဲ့ Universal Basic Income စနစ်ကိုကျင့်သုံးဖို့အတွက်ငွေကြေးထောက်ပံ့မှုကအဓိကစိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။နိုင်ငံတော်ရဲ့ budget အပေါ်မှာကြီးမားတဲ့ဝန်ထိုးဝင်ဖို့စီစဉ်နိုင်ပါတယ်။နောက်ပြီးလူသားတွေရဲ့အလုံးလိုချင်းစိတ်ပြတ်ပြားသွားစေနိုင်တဲ့ဆိုတဲ့စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ဒါအပြင် Universal စနစ်ကလူမှုရဲ့အပေါ်မှာဘလို့အတက်ရောက်မှုရှိနိုင်လဲဆိုတာသိချာလေ့လာဖို့လိုအပ်ပါတယ်။ဒီစိန်ခေါ်မှုတွေကိုကြော်လွားနိုင်ဖို့အတွက် တဲတဲကြကြစီစဉ်ဆောင်ရဖို့လိုအပ်ပါလိမ့်မယ်ကျွန်တော်ကြိုက်တဲ့ theory တစ်ခုရှိတယ် simulation theory ဆိုတာပြောပြကျွန်တော်တို့ကိုရှင်းပြပေးလေးရမလား simulation theory ဆိုတာပါလဲ simulation theory ဆိုတာကျွန်တော်တို့နေထိုင်နေတဲ့စကြဝဠာကြီးတစ်ခုလုံးကတကယ်တော့ computer simulation တစ်ခုပါဖြစ်တယ်ဆိုတဲ့ theory ပါကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့အရာအလုံးကတကယ်မှမဟုတ်ပဲ ကွန်ပျူတာနဲ့ဖန်တီးထားတဲ့မြင်ကွင်းတစ်ခုသာဖြစ်တယ်ဆိုတာကိုဆိုလိုတာပါဒီ theory ကကျွန်တော်တို့တကယ် offset man ကိုမသိနိုင်ဘူးဆိုတဲ့အတွေးခေါ်ကိုအခြေခံထားပါတယ်ဂျမန်နိုင်ရောဘယ်လိုမျိုးထင်လဲဒီ theory ကဟုတ်မဟုတ် simulation theory က sequence ဆရာ theory တစ်ခုပါပဲဒါပေမဲ့လက်ရှိအချိန်မှာဒီ theory ကိုအသေးသေးပြဖို့ရာခက်ခဲပါသေးတယ်တချို့သိပ္ပံပညာရှင်တွေကကျွန်တော်ရဲ့စစ်ကြဝဠာကြီးဟာ simulation ဖြစ်နိုင်ခြေရှိတယ်လို့ယူဆကြပေမဲ့ကြည့်ကြတဲ့အထောက်အထားကမတွေ့ရသေးပါဘူး။ဒါကြောင့် simulation theory က secure and theory တကူနေနေပဲလက်ခံထားခဲ့ပါမယ်။ဟုတ်ပြီ။ဟုတ်ပြီ။ Okay ဆိုတော့ကျွန်တော်တို့ကိုဒီ AI အကြောင်းကျွန်တော်နည်းနည်းချက်ပြီးပြောလိုက်ကြလို့ဖုန်းတွေပျောက်သွားမယ်ထင်လား AI မှာ AI ကျွန်တော်တို့အနာဂတ်မှာ AI ကိုလူသားရဲ့အနေနဲ့ကဘယ်လိုမျိုးအကြီးကြီးတွေ့သုံးဆွဲကြမှာလဲ အနာဂတ်မှာ AI နည်းပညာကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာပိုပြီးကျယ်ကျယ်ပန်းပန်းအသုံးပြုလာမှာပါ။ AI နည်းပညာကိုအသုံးပြုပြီးအိမ်တွင်းအသုံးအဆောင်တွေ၊ကားတွေ၊ရုံသုံးပစ္စည်းတွေမှာထည့်သွင်းတည်အသုံးပြုလာကြမှာပါ။ဒါအပြင်ကျန်းမာရေးဆောင်ရှောက်မှု၊ပညာရေး၊ဖြောပရေးစတဲ့နေပယ်တွေမှာလည်း AI နဲ့ပညာကအဓိကအခန့်ကဏ္ဍကပါဝင်လာမှာပါလူသားတွေနဲ့ AI နဲ့ပညာတွေပေါင်းစပ်ပြီးအလုပ်လုပ်ကြတဲ့အခါပုံမကောင်းမွန်တဲ့ရလဒ်တွေကို ရရှိစေနိုင်ပါတယ်။ဟုတ်ပြီ။ဖုန်းတွေရောကျွန်တော်တို့ပျောက်သွားမယ်ထင်လား။ AI နဲ့ပညာတွေတိုးတက်လာတဲ့နေ့အများလက်ရှိအသုံးပြုနေတဲ့ဖုန်းတွေရဲ့ပုံစံနဲ့လှုပ်ဆောင်နေစမ်းတယ်။ပြောင်းလဲသွားနိုင်ပါတယ်။ဖုန်းအစားထိုးနိုင်တဲ့ပုံမောကောင်းမွန်တဲ့နေ့ပညာတွေကိုအသုံးပြုလာနိုင်ပါတယ်။ဒါပေမဲ့လူသားတွေရဲ့အဆက်အသွယ်ပြောဆိုမှုအတွက်မိုဘိုင်းနဲ့ပညာရဲ့အခန်းကဏ္ဍကတော့အရေးကြီးနေဦးမှာပါပဲ။အနာဂတ်မှာ ပုံမဆန်းသည့်တဲ့ဆက်တွေ့ရဲ့နေ့ပညာတွေပေါ်ပေါက်လာဖို့မျှော်လင့်နိုင်ပါတယ်။မြန်မာနိုင်ငံကလူငယ်ကလေးတယောက်အနေနဲ့ခွင့်ရေးဖလိုမျိုးရှိရတဲ့လေ။ဟုတ်ကဲ့။အရာကိုတုံးပြီးတော့သူပါရဆက်လုပ်တဲ့ခင်လေ။မြန်မာနိုင်ငံကလူငယ်တွေအနေနဲ့ AI နဲ့ပညာကိုအသုံးပြုပြီးအခွင့်အရေးများစွာရနိုင်ပါတယ်။ဥပမာအဖြစ် AI နဲ့ပင်နာကိုအသုံးပြုပြီးစိုက်ပျိုးရေး၊ကျန်းမာရေး၊ပညာရေးစတဲ့အနေနဲ့တွေမှာတည်ထွင်ဖန်တီးမှုတွေလုပ်နေပါတယ်။ဒါအပြင် AI နဲ့ပင်နာကိုအခြေခံတဲ့ startup စီးပွားရေးလုပ်ငန်းတွေကိုတည်ထောင်ပြီးအလို့အကိုင်းအခွင့်အလမ်းတွေကိုဖန်တီးနိုင်ပါတယ်။မြန်မာနိုင်ငံကလူငယ်တွေ AI နဲ့ပညာကိုလေ့လာသင်ယူပြီးတည်ထွင်ဖန်တီးမှုတွေကိုမြင့်တင်ပေးပြီးအနာဂတ်မှာပိုမိုဖွံ့ဖြိုးတိုးတက်လာတဲ့အမြလူငယ်တွေအတွက်အခွင့်အလမ်းတွေပိုများလာမှာပါပဲ။ဒီနေ့ podcast ကိုလာပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ျွန်တော်တို့ဒီနားထောင်နေတဲ့လူငယ်တွေအတွက်နောက်ဆုံးမှာကြားချင်တဲ့ advice တွေရှိအောင်မလားခင်ဗျာကျွန်တော်ပြောချင်တာကမြန်မာနိုင်ငံကလူငယ်တွေအနေနဲ့ခင်မင်းနေပြည်နယ်တွေကိုလေ့လာတင်ယူပြီးမိမိတို့ရဲ့စွမ်းရည်တွေကိုမြင့်တင်ကြပါလို့တိုက်တွန်းချင်ပါတယ်အနာဂတ်က AI နေပညာနဲ့အထူးတိုးတက်လာမှာပါဒါကြောင့်ခင်မင်းနေပညာတွေကိုစုခိုင်းပြီးမိမိတို့ရဲ့အနာဂတ်ကိုကိုယ်တိုင်ဖန်တီးကြပါလို့တိုက်တွန်းလိုက်ပါတယ်โอเคကျေးဇူးပါဗျာ ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်လည်းဒီနေ့ Total Focus မှာပါဝင်ရလို့ဝမ်းသာပါလဲโอเคကျွန်တော်နဲ့ AI ပြောခဲ့တဲ့စကားဝိုင်းလေးကိုအခုကြည့်နေတဲ့သူတွေနဲ့ဘယ်လိုမျိုးထင်ကြလဲဗျ AI ရဲ့အနာဂတ်ကတကယ်ပဲကြောက်ဖို့ကောင်းနေပြီလားဒါမှမဟုတ်လို့ရှင်လူသားတွေကိုအစားထိုးဖို့အဝေးကြီးလိုသေးတယ်လို့ထင်မိလားအခုကြည့်နေတဲ့သူတွေနဲ့လည်းထင်မြင်ချက်တွေကိုကျွန်တော်တို့ comment ထဲမှာဝင်ရောက်ဆွေးနွေးပြရပါအောင်ဒီ episode ကို like subscribe တကယ်ကြီးတယောက်တော့မဟုတ်တော့ရောက်နေလဲ share ပြီးလို့မိပါနဲ့ another 那聊天也不说的嘛，变得最重要，记住我呀。